မိုးကုတ်မှာဘူးမှမရှိတော့ဘူးပေါ့နော်အော်မကြည့်ပါအိမ်နေလဲချောကလက်လို့လူလဲတရားမှမရှိကြတော့ပါဘူးရှင်တရုတ်ဆိုရကြောင်းဝင်ညှိနှိုင်းမှုနဲ့တန်းမျိုးသားလွတ်မြောက်ရေးတမတော် TNL ကပြန်ပေးဖို့သဘောတူညီခဲ့တဲ့မိုးကုံနဲ့မိုးမဲမျိုးအတွင်းမှာအာဏာသိမ်းစစ်တပ်ပြန်လည်ဝင်ရောက်နေပြီဖြစ်တယ်လို့မြေပြင်စည်ရေးသတင်းမြစ်တွေနဲ့မျိုးခန့်တွေကအရာတွေကိုပြောပါတယ် မောကောင်းနဲ့မောမဲမျိုးအတွင်းအာနာသိန်းစစ်တပ်ကို TNL uniform ပေးဝတ်ပြီး TNL ကခေါ်သွင်းလာတာဖြစ်တယ်လို့စီးရီးသတင်းမြစ်တွေနဲ့မြို့ခံတွေကပြောပါရယ်မဟုတ်မြန်မာစစ်တပ်ကိုဒီအနေနဲ့ကယူနီဖောင်းဝတ်ပြီးတော့ခေါ်သွင်းလာတယ်ဆိုတဲ့ကိစ္စကတော့ကျွန်တော်တို့ဘက်မှာလည်းဟိုစုံစမ်းသိရှိထားရတဲ့လောက်ကတော့အကြေစားရမှန်ပါလိမ့်မယ်။အဲမိုးမိတ်မှာလည်းအလိုမျိုးရှိတယ်ဆိုတဲ့ကိစ္စကိုလည်းကျွန်တော်တို့တရင်စုံစမ်းလို့ရတဲ့လောက်ကလည်းအဲမြူလင်းမှာ လိုကိစ္စရှိနေတယ်ဆိုတာလည်းကျွန်တော်တို့စုံစမ်းသိရှိထားပါတယ်ပေါ့နော်ပေါ်ပေါ်ဒီနေခေါ်လာတာမျိုးတော့မဟုတ်ပါဘူးပေါ်ပေါ်ဒီနေခေါ်လာတာမျိုးတော့မဟုတ်ပါဘူးမောကောင်းမြို့နယ်အတွင်းနွေမာလာတတိယပတ်ကစတင်ကအာနာသိန်းစစ်တပ်ကို DNL uniform နဲ့ခေါ်သွင်းလာခဲ့တာလို့ဆိုပါရယ်မောကောင်းမြို့ပေါ်ကဌာနဆိုင်ရာရုံးတွေရဲစခန်းအကျဉ်းထောင်နဲ့ကြောက်ဖားဂိတ်တို့မှာအာနာသိန်းစစ်တပ်အင်အားရာခိုင်နှန်းရောက်ရှိနေတာကိုတွေ့မြင်ကြားသိထားတယ်လို့ မော်ကောမျိုးကန်တို့ကလည်းပြောပါတယ်။ဒီရီအတွက်ချက်လက်ကိုတော့အရာတွေကတီးခြားအတည်ပြုထားနိုင်ခြင်းမရှိသေးပါဘူး။ဒါအပြင်မော်ကောမျိုးနဲ့အတွင်းမှာရှိနေတဲ့တော်လင်ရေးတပ်ဖွဲ့တွေဟာလည်းတက်ဆောက်ထားပြီးဖြစ်တယ်လို့စစ်ရေးသတင်းမြစ်ကပြောပါတယ်။အဲမော်ကောချင်းဒီမှာတော်လင်ရေးတပ်ဖွဲ့တွေနေတဲ့လူတွေမှာဆက်လက်ပြီးတော့နေဖို့အတွက်ပေါ့နော်။နေဖို့တော့အဆင်မပြေဘူး။အဆင်မပြေဘူးဆိုတော့ကချင်းတော်လင်ရေးနေတဲ့ဒီမျိုးရဲ့ ကျွန်တော်တို့စီးရဒီပါတဲ့ကုန်းလေးပေါ်မှာနေရာယူအထိုင်ဆွဲထားတဲ့ကျွန်တော်တို့ရဲ့တက်ဒီအနီးနားကိုဟို TNL ဘက်ကအဲဘယ်လိုပြောမလဲလုံုံကြီးအတွင်ပုံစံမျိုးပေါ့နော်အလုံုံကြီးအတွင်ပုံစံမျိုးနဲ့ကျွန်တော်ထိုင်တဲ့တက်ဒီနားမှာအနီးနားမှာလာပြီးထိုင်တာမျိုးတွေရှိတယ်အဲအလမိုတွေရှိတယ်နောက်ပြီးတော့လက်နက်ကြီးတွေကိုလည်းကျွန်တော်တို့ဒီတော့အဲ့ဒီရှိတဲ့ပတ်တွေကိုကြောင်းနေလှည့်ထားတဲ့ကိစ္စမျိုးတွေပေါ့ဒါတွေကိုလည်းကျွန်တော်တို့ဘက်ကိုတင်ပြလာတဲ့ကိစ္စလေးတွေရှိပါတယ် အဲအားမလို့ဖြစ်နေတယ်ပေါ့နော်အဲ့တော့ကြောင့်မြို့တွင်းမှာနေဖို့အတွက်ဆိုလို့ရှိရင်တော့မြို့တွင်းရဲ့ခုခံကာကွယ်ဖို့အတွက်ဆိုရင်တော့အဲဘယ်လိုမှမဖြစ်နိုင်တဲ့အနေအထားပေါ့နော်မာမေးဆက်ဆက်ရေးအခြေအနေကြီးရရောကျွန်တော်တို့ကျွန်တော်စီရေးအခြေအနေကြီးရရောတော့ကျွန်တော်တို့မြို့ပြင်ကိုမဖြစ်မနေစုခွာပေးထားရတဲ့အနေအထားမျိုးရှိတဲ့အတွက်ကြောင့်မလို့မြို့တွင်းမှာတော့ဒေါ်လာရင်းကပ်ကိုဆက်ရှိနေတော့ပါဘူးအလားတူပဲမိုးမိတ်မြို့နယ်မှာလည်း ရမလာ26ရက်နေ့ကစတင်ကမြို့ပေါ်ကိုအာနာသိစစ်တပ်ရောက်ရှိနေပြီဖြစ်တယ်လို့စစ်ရေးသတင်းမြစ်တူကပြောပါတယ်။မိုးမဲမြို့ပေါ်မှာကာကွယ်ရေးတပ်ဖွဲ့တွေမရှိတော့ပေမဲ့မြို့နယ်အတွင်းမှာတော့ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ၊ကျောင်းသားတပ်မတော် ABSDF ၊ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPRF နဲ့ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ဆက်ရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။မိုးမိတ်ထဲစစ်တပ်ရောက်နေပြီဆိုတာအတည်ပြုလို့ရပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာပဲအင်အားကတော်တော်များတယ်။ ပလောင်ယူနီဖောင်းတွေနဲ့200နီးပါးလောက်ရှိတယ်လက်ရှိတော့အပြောင်းနေနေကြတယ်မိုးကောက်နဲ့မိုးမဲမြွနဲ့အတွင်းအာနာသိန်းစစ်တပ်ကိုလာမယ့်နှွေမှာ30ရက်နေ့နဲ့ဒီဇင်ဘာ10ရက်နေ့တော့မှခေါ်လာပေးမှာဖြစ်ကြောင်း TNL ကောင်းဆောင်နှုတ်ကဒေတာရဲမှလှုပ်ရှားနေတဲ့တော်လင်ရေးတပ်ဖွဲ့တွေကိုခေါ်ပြောခဲ့တယ်လို့တွဲဆောင်မှုအတွင်းမှာပါဝင်ခဲ့သူတွေကပြောပါတယ်မိုးကောက်နောင်ချိုလမ်းမိုင်းပေါ်ကရှမ်းလန်းဆောင်မှာအာနာသိန်းစစ်တပ်အင်အားအများအပြားဟာ ဝန်ကုတ်ကိုပြန်လည်ဝင်ရောက်ဖို့ရောက်ရှိနေကြပြီဖြစ်တယ်လို့စေတရင်မြက်ကပြောပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ပြန်လည်ခေါ်သွင်းလာမယ်လို့အတိပေးထားတဲ့ရမတိုင်မီကလေးကမျိုးရည်အတွင်းအနာသိန်းစစ်တပ်ရာကနန်းနေပါကို TNL ကခေါ်သွင်းပေးလာခဲ့တာလို့ဆိုပါတယ်။ဒီသတင်းချက်လက်တွေကိုအတိပြုနိုင်မှု TNL ရဲ့ပြောခွင့်ရသူကို AR ကဆက်သွယ်ခဲ့ပေမဲ့ပြန်လည်ဖြေဆိုခြင်းမရှိသေးပါဘူး။မိုးကောင်းတဲ့မိုးမိတ်မြို့နယ်ကမြို့ကန်အရသာပြည်သူအများစုကတော့ အနာသိန်းစစ်တပ်ပြန်လည်ဝင်ရောက်လာပါကဖမ်းဆီးခံရမှာနဲ့အသက်အန္တရာယ်ကြုံတွေ့လာမှာကိုစိုးရိမ်ကြတဲ့အတွက်မျိုးကိုစွန့်ခွာတိန်းဆောင်သွားကြပြီဖြစ်တယ်လို့မျိုးခန့်တွေကပြောပါရရှင်။